မြင်တွေ့နေရတဲ့ကြောက်တော့ရတော့ကျွန်တော်အရင်ကဆိုတော့တောင်းရလောက်မြင်တာပေါ့နော်ဒီမှာပုံမူလန်သာသွားတဲ့အောက်ဘက်ကဒီနေ့သွားရင်ဒီကြောက်တောင်းရီကိုဒီကလန်ရှောက်ပြီးတော့အဲ့ဒီမှာအဲ့ဒီကြောက်ကိုကျွန်တော်တိုက်ပြီးတော့ဒီဝင်ချင်းနေတာဆိုတော့ကျွန်တော်စာတော့နေပါလိမ့်ပြီးတော့အချင်းနေနေလဲရှိုးလိုက်တာပေါ့နော်ဘက်ကတိုင်းပေါ့လေအဲ့ဒါကျွန်တော်တောင်းရီသွားတော့ဒီဘက်ကပုံမှန်တယ်ကျေပြန်လာထားခဲ့လိုက်ကျောင်းဆောင်နဲ့လည်းပြန်ပြင်နေတယ် ကြည့်တဲ့စာကြည့်တဲ့တက်လို့ရတော့တက်လို့မရဆိုရင်တော့ကျွန်တော်တို့ဒီလားနေပြီးပြန်ပြီးရှာမှာဖြစ်ပါတယ်။အဲဒါကြောင့်ဘက်ကနေတွေ့ရတော့ဘေးကနေတိုင်ပို့ပြီးတော့တော့ဒီနေ့ရှာဖို့ကိုကျွန်တော်ပြင်ပြီးစာပြေချက်ထားဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မှတစ်ခုပြောချင်တာကျွန်တော်အလိုရှိတာတက်ပြီးတော့ညာစိတ် ပြန်သွားပြီးအဲ့လိုလာတာကိုအားလုံးကိုလည်းကျွန်တော်အကြံပေးပြီးချင်ပါသေးတယ်ကျွန်တော်တို့ကိုယ်ကိုရောက်ကြည့်မှုပြေဝါရှိတယ်။ဘာပဲတော့ရောက်ကြည့်မှုရှိတယ်။ဖုန်းပြတဲ့ပြေဝါရှိတယ်။ဘုဘောအမြဲတမ်းဖုန်းပြတဲ့ရှိတဲ့သူဖြစ်တဲ့အတွက်ပဲရောက်ဖို့တော့အောင်မြင်မယ်။သိချတယ်၊သိကြတယ်ဆိုတော့ဆောင်းသိချတယ်။အဲ့တော့ကျွန်တော်တို့လည်းဆုံးဖြတ်ချပြီးတော့ဘုဘောကိုပြေဝါရှိတဲ့ဆိုရင်တော့အဲ့ဒါမျိုးဆိုတော့ရတယ်ဆိုတော့ပြောချင်ပါလေ။ဒါပေမဲ့ဒီလိုလောက်ကိုတော့တော့ကျွန်တော်ချက်ပြေချင်ပါဦးခင်ဗျာနော်။ဒါအကြံရတဲ့တော့ဖြစ်ပါလား။ nó đi một mà đồng sẽ là cũng chỉ toàn để nhé theo theo cái mong của bà cụ các nhà mà để nhà để sản xuất tàu của nhà cho nó là mình tay nó có bao gồm là bảo đi có bao gồm là vì nó phải mà cho nó không là thấu cho nó để bảo đi đấy bố và mà cụ cho nó luôn là cái nhà cái nhà là có phần ngàn này có sản phẩm này có mà chúng ta nói bố đã tăng to được có phần ngàn này có sản phẩm của cho nó nên ta phải nhà mà tôi bây giờ đó nhà là nhà tiểu luôn không nên chỉ là cái nhà ့ဘက်ကတော့ဟောင်းတဲ့ပုံစံမျိုးချောင်းကိုမြင်ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းဒီလိုဆိုဒီလိုလေးကမဖြစ်ပါဘူး။ဘာမှမဖြစ်ဘူး။ဘာလို့ကျွန်တော်ပါမအောင်ဆုံးရင်တက်ပါလဲ။ဒီချက်တုံးကတော့ဒါဒုတိယကျင်တက်တာပေါ့နော်။ဒီချက်တုံးမြင်လာဆိုတော့မြင်တော့မမြင်ဘူးကြာနော်။တက်လို့လွယ်ပါတယ်။ဒါပေမဲ့ ကြောက်တဲ့သူတွေကြောက်ဆက်ရှိတဲ့သူတွေအမဖြစ်နိုင်ဘူးလို့တွေးတဲ့သူတွေထွက်ကြတော့ခက်ခဲခက်ခဲမှာပေါ့နော်ကျွန်တော်လိုလိုမျိုးအတွက်ကတော့မယ်ရမယ်ဆိုခက်ခဲမှုဆိုတာတော့တိမ်ရှိပါဘူးကိုကအဆင်ပြေတယ်ရတယ်ငါလောက်နိုင်တယ်ဆိုတာမျိုးအခုတခုတည်းပဲစိတ်ထဲမှာရှိတာဖြစ်တဲ့ဘယ်ရမယ်ဆိုလောက်လို့မရဘူးမလောက်နိုင်ဘူးဆိုတာမျိုးမရှိဘူးညမလို့ဘယ်ရမယ်ဆိုကျွန်တော်လောက်လို့ရတယ်တယောက်တည်းကျွန်တော်လောက်လို့ရဲတာပေါ့နော် အဆင်မတန်ပြောပါတယ်လို့ပြောပဲတယောက်တည်းဒီလိုကျွန်တော်မဟုတ်တော့ဘုရားကတော့ကျွန်တော်အကြံမပြုပါဘူးခင်ဗျာကျွန်တော်အကြံမပြုပါဘူးနော်ဟုတ်ကဲ့ပါဒီနေ့မှတစ်ခုသိထားမှာကကိုရီးယားယောက်ျားလေးဖြစ်တယ်မိန်းကလေးဖြစ်တယ်စိတ်ထဲမှာထားစရာမလိုပါဘူးကိုတွေးထားတဲ့အရာတစ်ခုကဒါလောက်နိုင်တဲ့ငါအောင်မြင်နိုင်တဲ့ငါလှုပ်လို့ရတယ်လို့တွေးထားပြီးသားဆိုရင်ဘယ်အရာမဆိုသူ့အနေနဲ့သူအောင်မြင်လို့ဆက်ရှိဖို့ပဲရည်ကြည်ပါတယ်သူကလည်းသူအောင်မြင်သွားမှာပါကိုမှကြောက်တဲ့စိတ်တွေ ကြောင်းကြစိတ်တွေပြီးတော့အကြောင်းပြချက်တွေရှိမှာဆိုရင်ဒီဘာချင်းတဲ့ခေလန်ကိုရောက်မှာမဟုတ်တယ်ကိုအောင်မြင်ခြင်းနဲ့အရာအောင်မြင်လက်ဆက်တန်လာနဲ့ဖြစ်နေတာတော့မှာအောင်မြင်မှတ်တူခေလန်တော့ထိုင်းလို့ဆိုရင်ကွာပါတော့ဒါလို့ဆိုရင်အကြောင်းပြချက်တွေညားတဲ့သူတွေအတွက်အောင်မြင်လို့ပါဝေးနေအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီလိုလိုနဲ့စမ်းခြင်းပဲတစ်ခုဖြစ်ပါတယ်ကျွန်တော်တွားခြင်းတဲ့အရာကိုကျွန်တော်ရောက်အောင်တွားတယ်ကျွန်တော်လောက်ခြင်းတဲ့အရာမှလည်းမြတ် ကောင်းတဲ့အရာတွေကိုကျွန်တော်လုပ်ပါတယ်။လုပ်ချင်တဲ့အရာကမကောင်းတဲ့အရာတွေပြောတော့မှာပေါ့နော်။ကိုယ်အတွက်ကောင်းမယ့်အရာတွေအနာဂတ်အတွက်ဘယ်လိုတွေကောင်းအောင်လုပ်မယ်ဆိုတဲ့အရာတွေပြီးတော့ business plan တွေပြီးတော့ business နဲ့ပတ်သက်တဲ့အရာ marketing နဲ့ပတ်သက်တဲ့အရာတွေကိုလည်းကျွန်တော်လေ့လာသင်ယူပါတယ်။မပြီးဘူးလို့ဆိုတော့ကျွန်တော်အလောက်ကလာခါစားတစ်ခုတည်းလုပ်နေတာနဲ့အင်္ဂန်းတစ်ခုတည်းကျွန်တော်တို့ရည်တည်လို့မရပါဘူးခုခင်မှာခုခင်နေတာပေါ့နော် ဈေးတွေအရန်ဟိုမှာဈေးကြီးတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။အဲတော့အဲ့လိုတစ်ခုတည်းနဲ့ကျွန်တော်တို့ရရတည်နိုင်ဖို့အတွက်ကတော့လောင်းဝလာလာမရှိပါဘူးเนาะ။အင်္ဂါအနေဆုံးမရှိရင်တောင်းခုအင်္ဂါနဲ့ကျွန်တော်တို့ရရတည်ရမှာဖြစ်ပါတယ်เนาะ။ Okay ခုဆိုတော့ကျွန်တော်ဆက်လက်ပြီးဆင်းနေပါပြီ။ဆင်းတဲ့ချိန်မှာခက်ခဲတွေ့လာဆိုတွေ့ပါတယ်။ကျွန်တော်အခုလိုမျိုးမျက်နှာတစ်ဆက်ဆင်းနေတဲ့ချိန်မှာတခုခုချုပ်ရင်တာနဲ့ကျွန်တော်မျက်နှာနဲ့ကြောင်တောင်းနဲ့ဆောက်ဖို့အတွက်ကတော့လောက်ကူတဲ့နေလန်တခုဖြစ်ပါတယ်။ အဲ့ဒီမှာကျွန်တော်ဒီဘက်ကိုရောက်ဖို့အတွက်ဆင်းဖို့လမ်းမတွေ့တော့ကျွန်တော် jump in အဖြစ်ခေါင်ချရပါတယ်ဟုတ်ကဲ့အခုကျွန်တော်ခေါင်ချတာဘယ်သူဝေးနေတာလဲနည်းနည်းလေးလို့မြင်ပါတကယ်ခေါင်ချတာဝေးပါနော်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုဆောင်းပြီးကြည့်ရှုပေးတဲ့အတွက်ဒီဗီဒီယိုလေးမှာတခုရရတယ်ဆိုရင်လည်း comment ရေးထားပေးရပါနော် thank you ပါ